်ကုံမှာပြုလုပ်မဲ့ရွေးကောက်ပွဲကိုသက်ဆိုင်သူအလုံးနဲ့ပြည်သူတွေပါဝင်အလုံးပါဝင်အောင်ကျင်းပဖို့မြန်မာအနာပိုင်တွေကိုထိုင်းနိုင်ငံကတိုက်တွန်းမယ်လို့နိုင်ငံတိုင်းဝန်ကြီးဆီယာဆက်ဖောင်ကတ်ကောကပြောပါရယ်ရွေးကောက်ပွဲဟာတွစ်ဆုံဆွေးနွေးမှုနဲ့တာရှိခံတဲ့ငြိမ်းချမ်းဖြစ်စေတဲ့စင်စဲမပြတ်တဲ့ငြိမ်းချမ်းလုပ်ငန်းစဉ်ရဲ့တစိတ်တပိုင်းဖြစ်တဲ့လို့၎င်းကဆိုပါရယ်ရွေးကောက်ပွဲမကျင်းပမီရွေးကောက်ပွဲနဲ့တွစ်ဆုံဆွေးနွေးမှုမှာအလုံးပါဝင်ဖို့နဲ့ ထိုင်းနိုင်ငံကမြန်မာစစ်ကော်မရှင်ကိုဆက်လက်ပြီးတောင်းဆိုပါမယ်လို့သူကဆက်ပြောပါရယ်ရွေးကောက်ပွဲကိုအဆုံးသက်ဂိမ်းကစားပွဲလို့မရှုမြင်ကြောင်းရွေးကောက်ပွဲဟာစင်စမ်းမပြတ်တဲ့တွစ်ဆုံဆွေးနွေးမှုနဲ့တာရှိခံတဲ့ငင်းချိုင်းရရှိစေနိုင်တဲ့ပြန်လည်ရင်ကြားစေရေးမြင့်တင်ပေးမဲ့ငင်းချိုင်းလုပ်ငန်းစဉ်ရဲ့တစိတ်တစ်ပိုင်းသာဖြစ်တဲ့နယ်လို့၎င်းကထောက်ပြပါရယ် အခုနှစ်ဟာမြန်မာနိုင်ငံမှာငြိမ်းချမ်းရရှိဖို့အရေးကြီးတဲ့နှစ်တစ်နှစ်ဖြစ်လာမယ်လို့စီအာဆက်ကဆိုပြီးမြန်မာနိုင်ငံဟာပြည်လဲရင်ကြားစီရင်နဲ့တည်ငြိမ်မှုရမရနဲ့မငြိမ်မသက်မှုတွေဆက်ဖြစ်မဖြစ်ဆိုတာရွေးကောက်ပွဲကဆုံးဖြတ်ပေးမယ်လို့ပြောပါရယ်မြန်မာနိုင်ငံဆိုင်ရာမြေရန်အထူးကိုယ်စားလှယ်တူခန့်အရာမှာစင်စားကြဖို့လဲစီအာဆက်ကအာဆီယံခေါင်းဆောင်တွေကိုတောင်းဆိုခဲ့ပါရယ်ကိုပြည်သူတွေကိုသာမကမြန်မာထိုင်းနယ်ဆက်အပါအဝင်အာဆီယံဒေသတစ်ခုလုံးကို အကျိုးသက်ရောက်စေခဲ့တဲ့မြန်မာနိုင်ငံတွင်မတည်ငြိမ်မှုတွေကို ပိုပြီးအာရုံစိုက်ကြဖို့၎င်းကမိမောင်းထိုးပြခဲ့ပါတယ်။အာဆီယံဖွဲ့ရဲ့ဗဟိုပြုမှုနဲ့အများယုံကြည်လက်ခံနိုင်စွမ်းကိုမထိခိုက်စေဖို့မြမအရေးကိုနိုင်နိုင်ချိန်ချိန်ကင်တွယ်ဖြည့်ရှင်းရမယ်လို့သူကကြေပေးခဲ့ပါတယ်။အခုချိန်ထိအပြည့်အဝမလုံဆောင်ရသေးတဲ့အာဆီယံပုံသဘောတူညီချက်၅ရပ်ဖော်ဆောင်မှုကိုဘလို့ပုံမကောင်းမွန်အောင်ပံ့ပိုးမလဲဆိုတာကျွန်တော်တို့နီးလန်းရှာရပါမယ်လို့၎င်းကပြောပါတယ်။ ဒီဇင်ဘာလအတွင်းကျင်းပမဲ့မြန်မာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုစတင်ကြေညာဖို့နယူးယောက်မြို့တော်ခြေဆိုင်လူခွင့်ရေးစောင့်ကြည့်အဖွဲ့ HRW နဲ့မြန်မာခြေဆိုင် Justice for Myanmar တို့ကအောက်တိုဘာ23ရက်မှာတောင်းဆိုခဲ့ပါတယ်မြန်မာစစ်ကော်မရှင်ဟာနိုင်ငံတကာစံချိန်စံနှုန်းပြည့်မီတဲ့ရွေးကောက်ပွဲကျင်းပလို့တဲ့ရည်ရွယ်ချက်နဲ့စွမ်းရည်မရှိဘူးလို့ HRW ရဲ့အာရှဆိုင်ရာညွှန်ကြားမှုဂျွန်စစ်ဖတန်ကပြောပါရယ်စစ်ကော်မရှင်ရဲ့ဖိနှိပ်မှုနဲ့တရားမဝင်တိုက်ခိုက်မှုတွေက စစ်မှန်တဲ့ရွေးကောက်ပွဲဖြစ်လာနိုင်တဲ့အခြေအနေမရှိပါဘူးလို့၎င်းကဆိုပါတယ်စစ်ကောင်မရှင်ဟာဒီမိုကရေစီအင်အားစုတွေကိုဖိနှိပ်မှုတွေဆက်လုပ်ကာအကြောင်းမဲ့ဖမ်းဆီးမှုတွေနှိပ်စက်မှုနဲ့အာဓမတသားတည်ဆူစားမှုတွေလှုပ်ဆောင်ခဲ့ပြီးအရန်တောင်းတွေပေါ်စီးရဲတိုက်ခိုက်မှုတွေတိုးမြင့်ခဲ့တယ်လို့ HRW ကပြောပါရယ် အာဏာသိမ်းမှုနောက်ပိုင်းမြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးလူသားချင်းစာနာမှုအကျပ်တဲနဲ့တန်းနဲ့ချီးတဲ့ပြည်သူတွေစစ်ပေးရှောင်ရမှုကိုဖြစ်ရှင်းနိုင်မဲ့ကြိုးပမ်းမှုတွေအရှိန်မြင့်ကြဖို့ HRW ကအာဆီယံဖွဲ့ဝင်တွေနဲ့မိတ်ဖက်နိုင်ငံတွေကိုတိုက်တွန်းခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်တွေအတွင်းစစ်ကောင်မရှင်ရဲ့အကြမ်းဖက်မှုတွေထဲမှာ လူသားမျိုးနွယ်စုပေါ်ရာဇဝတ်မှုဆင့်ရာဇဝတ်မှုအတိုင်းခံနိုင်ငံရေးသမားတွေကိုအကြောင်းမဲ့ဖမ်းဆီးမှု အတိုင်းခံနိုင်ငံရေးပါတီတွေကိုဖျက်သိမ်းမှုတွေပါဝင်တယ်လို့ HRW ကဆိုပါတယ်မြန်မာစစ်ကော်မရှင်ဟာတိုက်ခန့်လက်နက်ကင်ဖွဲ့တွေထိန်းချုပ်ထားတဲ့အနေမျိုးတွေမှာရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ဘူးလို့ HRW ကထောက်ပြထားပါတယ်